င်္ဂလာပါရှင်။ရာဒီနေ့တော့ထိုင်းနိုင်ငံပတရားမြို့လေးထဲက luxury လုံးချင်းအရာ project လေးတခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ ီအင်ယာ project တွေမှာဆိုလို့ရှိရင် common facility အနေနဲ့ဆိုလို့ရှိရင်လည်း club house လေးပါပါတယ်ဒီ club house မှာဆိုလို့ရှိရင် swimming pool အကျယ်ကြီးရယ်ပြီးတော့ fitness room ရယ်ယောဂ room အပြင်ကို club house ရဲ့အပေါ်ဆုံးထပ်မှာရတော့ garden view ကိုကြည့်လို့ရမယ် rooftop လေးပါပါဝင်သွားမှာဖြစ်ပါရှင်နောက်ပြီးဒီ club house ရဲ့ဘေးမှာဆိုလို့ရှိရင်လည်း mini golf ပွင့်လေးလည်းပါသေးရပါတော့ key space တွေ garden တွေအများကြီးပါ facility နဲ့ပါဝင်သွားမှာဖြစ်ပါတယ်ရောက်ဒီအင်ယာ project တွေမှာ house type ၃မျိုးရှိရဲ့ထဲမှာရအခု small house လေးကို house tour လေးလိုက်ကြပြီးကျင်ပါတယ် ဒါဟောက်ဆိုင်သုံးမျိုးထဲရမှအသေးဆုံးဆိုင်လေးဆိုရင်လည်းဒီအိမ်လေးရဲ့အချံအကျယ်ဝန်းဆိုလို့ရှိရင်ဒါ square feet 305ဝန်းကျင်လောက်ရှိရပါတော့။အိမ်ရဲ့အကျယ်ဝန်းက2185 square feet ဝန်းကျင်လောက်ရှိပါရဲ့ရှင်။တော့ချေချေဝန်းလေးနဲ့ဝင်ချင်းပါနဲ့ရတို့ကားနှစ်စီးလောက်အသားလေးထိုးလို့ရမယ်ကပ်ပက်ကင်လေးရှိမယ်ဘေးမှာဆိုလို့ရှိရင်လည်း space ပုံလေးမှာရတို့အပင်ဆိုင်ချင်တဲ့ဆိုင်လို့ရမယ်နောက်ပြီးဒီအိမ်လေးမှာဆိုလို့ရှိရင် private ရေကူးကန်လေးပေါင်မောင်းမှာပဲဖြစ်ပါတယ် ါရတို့အိမ်ထဲဝင်ဖို့အတွက်ဆိုလို့ရှိရင်လည်းကားပတ်ကင်ကနေလည်းရတို့ဝင်လို့ရမယ်တကပောက်လေးရှိမယ်ပြီးရှင်ဒီဘက်မှာဆိုလို့ရှိရင် main တကပောက်ပေါ့နော်အိမ်ထဲဝင်ကြည့်ရဒီအိမ်လေးကတော့ရတို့ဝင်ဝင်ချင်းပါနေ living room အခြေကြီးရှိပါတယ်ဟင်ဒီမှာဆိုလို့ရှိရင်လည်းဒီမှာ decoration အပြည့်စုံလုပ်ပေးထားရပါတော့ဒီ living room ဆိုလို့ရှိရင်လည်းအခြေကျဲဝန်းဝန်းလေးနဲ့ပြီးလို့ရှိရင်အလင်းကလည်းကောင်းကောင်းဝင်နေပပတ်လေးမှာ glass window လေးထားပေးထားရပါတော့ပြီးရင်ဒီ living room ကနေရတို့အပြင်ထွက်လိုက်မယ်ဆိုလို့ရှိရင်တော့အပြင်မှာ ဆွေမင်းပူလေးကိုရောက်တမ်းပြီးရောက်တော့မှာဖြစ်ပါတယ်ပြောရရင်ဒီ living room နဲ့ကက်ရမှာဆိုလို့ရှိရင်ဂျာ dining လေးရှိရယ်ပေါ့နော်။ဒါ dining space ဆိုလို့ရှိရင်လည်းတော်တော်ကြီးကြီးလေးယူပေးထားရယ်။ dining နဲ့ကက်ရမှာဆိုလို့ရှိရင်ဂျာတော့နောက်ထပ် multi purpose room လေးလည်းရှိအောင်မယ်။ဒီ multi purpose room လေးကဂျာဒါရရအိတ်ခန်းနေနေတုံးလို့ရမယ်။ဒါမှမဟုတ်လို့ရှိရင်အဲ library အနေနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ office အနေနဲ့ပဲဖြစ်ဖြစ်တုံးလို့ရမယ်ပေါ့နော်။ ဒီမာတီပါဘုတ်ရုံးလေးကနေထွက်လိုက်မယ်ဆိုလို့ရှိရင်လည်းဆွင်းပူးလေးကိုရောက် direct access ရှိရောမှာဖြစ်ပါတယ်အဲ့တော့ဒါရောက် dining နဲ့ကဲရမှာဆိုလို့ရှိရင်တော့ kitchen လေးလည်းရှိပါသေးတယ် kitchen လေးဝင်ကြ kitchen လေးကိုကြာဒီလိုမျိုး slide တို့လေးနဲ့သူက spray လုပ်ပေးထားရပါတော့เนาะဟော kitchen ကလေတော်တော်ကြီးဥမှာကျဲ့ ဒါအင်ရှင်မိုက်ဆိုအရန်သဘောကြမဲ့ခေချမ်းပေါ့နော်ခေချမ်းကောင်တာကိုအဲအကျယ်ကြီးအရှည်ကြီးလုတ်ပေးထားတယ်ကပ်နက်တွေအပြည့်အစုံနဲ့ပါဝင်ဝင်ပြီးလို့ရှိရင်တုံးထားတဲ့ကာလာလေးရတယ်ဒါအဖြူမှဒီလိုမျိုးဟိုကာလာလေးတုံးပေးထားတဲ့ခါကျတော့လုံးဝ match ဖြစ်နေတာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒါနောက်ဖေးထွက်ပေါက်လေးလည်းရှိပါအောင်မယ် ဒီအိမ်လေးမှာဆိုလို့ရှိရင်ညအခုလိုက်ပြပေးခဲ့တယ်လို့ပေါ့နော် decoration အပြည့်စုံနဲ့ furniture တွေအားလုံးပါဝင်သွားမှဖြစ်ပါတယ်။အိမ်ခန်းနေနေကတော့အိမ်ခန်း၃ခန်းပါပါတယ်။အပေါ်ထက်မှာအိမ်ခန်းလေးထားပေးထားရပါတော့။ master bedroom တစ်ခန်းပါတယ်။ common bedroom နှစ်ခန်းပါတယ်။နောက်ပြီးတော့ multi purpose room ကိုအိမ်ခန်းနေနဲ့တုံးချင်တယ်တုံးလို့ရအောင်မယ်ဆိုတော့ဒါအိမ်ခန်းပြန်ဖွဲ့လိုက်မယ်ဆိုလို့ရှိရင်တော့အိမ်ခန်း၄ခန်းအောင်ဒီအိမ်လေးမှာဖြစ်သွားမှာပေါ့နော်။အဲ့တော့နောက်တစ်ခုကြတဲ့ခုကကြဒီအိမ်လေးမှာဒါ smart home system ကိုလည်းထည့်ပေးထားပါသေးတယ်။ရောက်ဒီကနေပြီးတော့ဒါ smart home အနေနဲ့ပေါ့နော်။ အဲ living room ကပြီးလို့ရှိရင်အပေါ်ချက်ကအားကြီးအကုန်လုံးရကြီးရနေ control လုပ်လို့ရမှာဖြစ်ပါတယ်။ပြီးဧည့်သည်တောင်းတယ်လာလို့ရှိရင်အုံပြုတ်အတွက်ဆိုလို့ရှိရင်လေလေကားရဲ့ဘီနာလေးမှာ common wc လေးလည်းထားပေးထားသေးတယ်။ဒါ common wc လေးဆိုလို့ရှိရင်လည်းပိုးတိုင်းပါတယ်ပေးစင်ပါတယ်ရေချိုးခန်းကိုမှန်တမ်းလေးနဲ့ကပ်ပေးထားရပါတော့။အာဒီဘက်ကတခါလေးရကြောက်ရောက်ထွက်လိုက်မယ်ဆိုလို့ရှိရင်ဓာတ်ပတ်ရှင်ကိုရောက်သွားမှာပါတော့။အဲ့တော့အိတ်ခန်းလေးရအပေါ်မှာရှိရဆိုရောက်တစ်ချက်လောက်အိတ်ခန်းလေးကိုတက်ပြီးတော့ကြည့်ကြည့်ရအောင်။ ။ဒါလေကားလေးရလည်းပြည်ပြည်လေးပေါ့နော်။ပြီးရင်ဒီအိမ်အဖြူလေးကိုမှဒါကျိုးနူးရောင်လေးနဲ့တွဲပေးထားတဲ့အခါကျတော့အိမ်ကတော်တော်လေးကိုအေးအေးချမ်းချမ်းပုံစံမျိုးလေးမြင်ဝင်လေးဖြစ်သွားတယ်။ဒီပေါ်ထဲမှာဆိုလို့ရှိရင်ဒါအိတ်ခန်းလေးပေါင်းမှာဖြစ်ပါတယ်။အိတ်ခန်းလေးကကျတော့ဒါရပုံမှန်ပြောခဲ့သလိုပေါ့နော် standard unit ဒီမှာဆိုလို့ရှိရင်တော့ master bedroom တစ်ခန်းပါမယ်ပြီးလို့ရှိရင် common bedroom နှစ်ခန်းပါမယ်ဒါပေမဲ့ဒီအိမ်လေးက show unit ဖြစ်နေတဲ့အခါမှာသူကကြတော့ဒီ common bedroom နဲ့ master bedroom လေးနဲ့ကိုဒါ combine လုပ်လိုက်တာဖြစ်တဲ့အတွက် master bedroom အခြေအဖြစ်သွားတာပေါ့နော် အဲ့တော့ပထမဆုံးအနေနဲ့ဒါရတော့ common bedroom လေးအရင်ကြီးကြီးလိုက်မယ်ဒါလေးကတော့ရတော့တက်တက်ချင်းမှတွေ့ရမယ် common bedroom လေးပဲဖြစ်ပါတယ်အလင်းလေးလည်းကောင်းကောင်းဝင်နေပေါ့နော်ပြီးရင် wardrobe အကြီးလည်းထားပေးထားပါသေးရဲ့ချင်းပြီးရင်ဒါ common bedroom လေးရှိတဲ့အခါမှာအသုံးပြုဖို့အတွက်နောက်ထပ် common wc လေးလည်းထားပေးထားသေးတယ်အာဒီကံကြရမှာဆိုလို့ရှိရင် common wc လေးရှိရပါတော့ တချို့ကန်းလေးကိုမှန်ကန်းလေးနဲ့ကန်ပေးထားတဲ့ပိုတိုင်းပါတယ်ပြင်ဆင်ပါတယ်ပြီးမြန်နှချင်းဆိုင်မှာဆိုလို့ရှိရင်နောက်ချက်ကွန်မွန်ဘက်ရုံလေးရှိပါအောင်မယ်ဒါပေမဲ့ဒီဟာရှိုးယူနစ်ဖြစ်နေတဲ့အခါမှာဒါကွန်မိုင်းယူနစ်ဖြစ်သွားပြီးတော့မှအိတ်ခမ်းအကျေကြီးမာစာဘက်ရုံကြီးဖြစ်သွားတာပေါ့နော်ဒီဘက်မှာပုံနေ space ကိုကြတော့ family living room အနေနဲ့ private room အနေနဲ့ထားပေးထားတယ်တစ်ဖက်မှာဆိုလို့ရှိရင်အိတ်ခမ်းကျေကြီးရှိပါတယ် ဒါအိတ်ခမ်းလေးဆိုလို့ရှိရင်လည်းတော်တော်ကြဲကြဲဝန်းလေးပေါ့နော်။ဒီကနေပြီးအပြင်ထွက်လိုက်မယ်ဆိုလို့ရှိရင်အပြင်မှာဘက်ကွန်နီလေးရှိမယ်။ပြီးရောက်ဒီကနေအင်ရဗျူးလေးကိုလည်းကြည့်လို့ရအောင်မယ်။ဒါဒီကမာစာဘက်ရုံဖြစ်တဲ့ခါမှာနောက်မှရေချိုးခန်းအင်နာလေးလည်းပါပါသေးရဲ့ရှင်။အော်ဒီရေချိုးခန်းအင်နာမသွားခင်ဒီမှာဆိုလို့ရှိရင်ရောအဝိလဲဖို့အတွက်ဒရန်စီဝန်းလေးပါထားပေးထားသေးတယ်။ဒရန်စီဝန်းလေးဆိုလို့ရှိရင်လည်းတော်တော်လေးကျဲတယ်ပေါ့နော်။ ေချိုးခန်းအိမ်ကအကျယ်ကြီးပဲဒီမှာပတ်သက်လဲပါတယ်ပြီးလို့ရှိရင်အဲဘေးစင်လို့ဆိုလို့ရှိရင်လည်းတော်တော်ကြည်ကြယ်ယူပေးထားရပါတော့ပြီးဒီဘက်မှာကတော့ဒါရေချိုးခန်းလေးကိုသီးသန့် separate လုပ်ပေးထားတယ်တစ်ဖက်မှာဆိုလို့ရှိရင်လည်းဒါပူတိုင်းလေးရှိမယ်ပေါ့နော်ရေချိုးခန်းအိမ်ကတော်တော်လေးမိုက်တယ် အဲ့တော့ဒီအိမ်လေးကကြတော့ဒါဒီအိမ်ရာထဲမှာမှ small house လေးပဲဖြစ်ပါတယ်။အခုရလိုက်ပြပေးခဲ့သလိုပဲ decoration အပြည့်အစုံ furniture အပြည့်အစုံနဲ့ဒီအိမ်လေးကိုဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဈေးနှုန်းအနေနဲ့15.5 million ဘတ်နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်ရှင်။အဲ့ဒါမဲ့ကိုကဒီလို decoration တွေ furniture တွေမလိုချင်ကိုကကိုပဲပြန်ပြီးတော့မှထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်း standard unit လေးတွေဝယ်လို့ရပါသေးတယ်။ standard unit လေးတွေတော့ရဈေးနှုန်းအနေနဲ့9.5ကနေပြီးတော့10 million ပတ်ဝင်းကျင်လောက်အထိပေါ့နော်ကိုစိတ်ကြရွေးချယ်ဝေလို့ရောင်းမှာဖြစ်ပါရှင့်အခုလိုက်ပြပေးခဲ့တဲ့အိမ်လေးကကြာတာရှုံးယူနေအိမ်လေးပေါ့နော်ဒီအိမ်လေးမှာဆိုလို့ရှိရင် private swimming pool လည်းပါတယ် smart home system နဲ့အပြင် decoration အပြည့်စုံ furniture အပြည့်စုံနဲ့အိမ်လေးကိုတော့ဒါဈေးနှုန်းအနေနဲ့15.5 million ဘတ်ကနေဝယ်လို့ရောင်းမှာဖြစ်ပါရှင့် standard unit တွေလည်းဝယ်လို့ရပါသေးတယ် standard unit တွေမှာကြာတော့ဒါ private swimming pool တော့မပါတော့ဘူးပေါ့နော် fully fitted အနေနဲ့ဝယ်လို့ရမယ်ဈေးနှုန်းအနေနဲ့ကတော့ 9.5 million နဲ့စပြီးတော့ဝယ်လို့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီအင်ယာ project တွေကအိမ်လေးတွေကိုဝယ်ခြင်းနဲ့မိတ်ဆွေအနေနဲ့ဒါ standard unit တွေကို9.5 million နဲ့10 million ဘတ်အထိရွေးချယ်ပြီးတော့ဝယ်လို့ရပါတယ်။စိတ်ဝင်စားလို့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အခုပဲ luxury properties ထိုင်တဲ့ page page messenger နဲ့ပဲဖြစ်ဖြစ် WhatsApp နံပါတ်ကနေပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှဝယ်ရရှိနိုင်ပြီဆိုတဲ့ကြောင့်လည်းရတင်ကောင်းပါပေးလိုက်ရပါတယ်ရှင်။